ဝမ်းသာဝမ်းသာပါတယ်။ဟိုကျွန်တော်ဒီအခုဝင်လာတဲ့ကတောက်ရှောက်ဒီ character နာမည်လေးကဟိုသူတို့ပါဇက်လေးဒီမှာဆွဲနေကြတာပေါ့နော်။အဲ့ဒါလေးကအရင်ကြည်နူးပြီးတော့ပျော်ပျော်ရပါတယ်။အားလုံးတွေ့လိုက်ရင်တရားဦးလေးဆိုပြီးတော့ဟိုချစ်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဟုတ်။ပရိသတ်တွေကကျွန်တော်တောက်ရှောက်ကောင်းတဲ့ကောင်လေးပဲဖြစ်ချင်တာပေါ့နော်။တောက်ရှောက်ချစ်ထားတယ်ဆိုတော့ကျွန်တော်ပိုင်း20နှစ်တိကိုတရားဦးလို့ကောင်းလေးမျိုးကို လိုချင်နေဆိုရယ်လူတွေကြီးပဲပေါ့နော်အပိုင်း20နှစ်ပြီးသွားတဲ့ချိန်မှာကျတော့မလိုချင်ကြတော့ဘူးဆိုတော့အဲ့လိုမျိုးလေးပေါ့အာဒါလေးကတော့ကျွန်တော်တို့ဒီဇက်ရဲ့အပြောင်းလဲလေးပေါ့နော်တမ်ပိုလေးပေါ့ပြောမှလို့တမ်ပိုပေါ့နော်အဲ့လိုတမ်ပိုချိန်သွားတဲ့ခါမှာတချို့ကြတော့လဲဟိုတောက်လျှောက်ကြီးဇက်သိန်းထီကိုကောင်းစေချင်တယ်ပေါ့အတရားဟိုကောင်းပါတယ်လို့ဆက်ပြီးတော့ကြည်ကြပါလို့ဒါလေးကအာဒီဘယ်လိုပြောရမလဲဟိုကကမအောင်စိတ်ကောက်တာပေါ့နော်စိတ်ကောက်လို့နည်းနည်းပါးပါးရှောက်လောက်တာပါ ်းသာဝမ်းသာပါတယ်။ဟိုကျွန်တော်ဒီအခုဝင်လာတဲ့ကတောက်လျှောက်ဒီ character နာမည်လေးကဟိုသူတို့ပါဇက်လေးဒီမှာဆွဲနေကြတာပေါ့နော်။အဲ့ဒါလေးကအရင်ကြည်နူးပြီးတော့ပျော်ပျော်ရပါတယ်။အားလုံးတွေ့လိုက်ရင်တရားဦးလေးဆိုပြီးတော့ဟိုချစ်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဟုတ်။ပြိတ္တတွေကကျွန်တော် တောက်လျှောက်ကောင်းတဲ့ကောင်လေးပဲဖြစ်ချင်တာပေါ့နော်။တောက်လျှောက်ချစ်ထားတယ်ဆိုတော့ကျွန်တော်ပိုင်း20နှစ်တိကိုတရားဦးလို့ကောင်လေးမျိုးကို လိုချင်နေဆိုရယ်လူတွေကြီးပဲပေါ့နော်အပိုင်း20နှစ်ပြီးသွားတဲ့အချိန်မှာကြာမလိုချင်ကြတော့ဘူးဆိုတော့အဲ့လိုမျိုးလေးပေါ့အာဒါလေးကတော့ကျွန်တော်တို့ဒီဇက်ရဲ့အပြောင်းလဲလေးပေါ့နော်တမ်ပိုလေးပေါ့ပြောမှလို့တမ်ပိုပေါ့နော်အဲ့လိုတမ်ပိုချင်းသွားတဲ့အခါမှာတချို့ကြတော့လဲဟိုတောက်လျှောက်ကြီးဇက်သိန်းတီကိုကောင်းနေချင်တယ်ပေါ့အတရာဟုတ်ကောင်းပါတယ်လို့ဆက်ပြီးတော့ကြည်ကြပါလို့ဒါလေးကဒီဘယ်လိုပြောရမလဲဟိုကကမအောင်စိတ်ကောက်တာပေါ့နော်စိတ်ကောက်လို့နည်းနည်းပါးပါးရှောက်လောက်တာပါ မနက်ပြောရင်ကျွန်တော်ခက်ခက်မှာပဲလေခက်ခက်မှာတမျက်နာတော့ပဲကြည်ပြီးတော့နေလာတာဗျအိမ်ပေါ်ကလည်းဆင်းလာတယ်ဆိုတော့ဒီလောက်ကိစ္စလေးရတော့ဟိုခက်ခက်မှာတော့သူကအမေအမေကတော့အရေးကြီးဆုံးပေါ့နော်ဒါအမေကိုအမေတေအမေဆုံးတာကိုမပြောလို့တင်းတာပေါ့အဲတချို့ကြတော့လည်းရေးကြပါတယ် comment မှာဟိုတရားဦးဒီလောက်တော့ပောက်ကွဲအစ်တင်ပါတယ်ပေါ့အဲအဲ့လိုမျိုးလည်းရှိရယ် အာကျွန်တော်ဘက်ကတရားဥပဒေကအဲ့လိုလိုက်ပေးရလို့လည်းရှိတယ်။တချို့ကြောက်လည်းအာအဲ့လိုအပျော်ရှာတဲ့ဟာမကြိုက်ကြဘူးပေါ့နော်။ဆိုတော့အာဆက်ပြီးစောက်ကြည့်ပေးပါလို့ဟုတ်ပြီ။မှားသွားတာပေါ့နော်။မှားသွားတယ်ပေါ့။အာဘာလို့လဲဆိုတော့ကိုနိုင်လွင်ဖြည့်စည်းလို့ပါသွားတာ။ပါသွားပြီးတော့တရားဥပဒေကအမှန်တိုင်းပြောရင်လေလေဝယ်မရှိဘူး။ငဒူလေ။ဆိုတော့အဲ့တရားဥပဒေကအဲ့လိုတည်းရောက်သွားတော့တယ်။သူများခြူစားတာခံရတာ။ မနက် तू อ่ะ तू စိတ်ပါလို့မဟုတ်ဘူးပေါ့အဲ့လိုအဲ့လိုပုံစံမျိုးပါဟုတ်အဲမမမီကျွန်တော်စိတ်ကတော့တမျိုးနဲ့စိတ်ကောက်မှာပါအဲ့လိုတနေ့ကထွက်သွားလိုက်တာမျိုးအဲ့တော့ကကမလိုက်ရှာပါအဲကျွန်တော်ကျွန်တော်ဇလန်ပါအဲ့လိုအဲ့လိုလေးဒရမာလေးပေါ့ကကမလိုက်ရှာလိုက်ကျွန်တော်ကမတွေ့အောင်ပုံနေလိုက်အဲအဲ့လိုမျိုးလေးဆိုရင်တော့ဒါတမျိုးလေးပေါ့နော်အပြင်ကတရားဘူးဆိုရင်တော့အဲ့လိုလုံးမိမှာပါဒီကမမှန်ဘူးဒီကလည်း အဲဟိုပြန်တာမျိုးအဲ့စင်းကိုတော့မကြိုက်ဘူးလေ။နောက်အရှိကတောက်လျှောက်ကောင်းပြီးတော့အဲသူကလည်းအဲ့လိုမျိုးပြောပါတယ်။ဆိုတော့ပရိသတ်နဲ့ထပ်တူပါပဲ။ဟုတ်။အခုဒီနေ့နောက်ဆုံးပေါ့နော်။ဒီနေ့အပိုင်း29ပေါ့။ကျွန်တော်ပြီးရင်စနေနေ့နေ့ရက်နားပဲ။ခဏလေးစိတ်လေးအနာအနာယူလိုက်ကြအောင်ပေါ့။တော့တနေ့လာနေကြရင် ပြန်လာခဲ့ပါမယ်လို့စောင့်ကြည့်ကြပါဦးလို့ဟုတ်။အမတိုင်းပြောရင်ဒါကျွန်တော်တို့အတွက်ဒီတရားဦးဆိုရယ် character ရောအမုံမြစ်ဆိုရယ်ဇာတ်ကားရော အင်မတန်တန်ဖိုးရှိပါတယ်အာကျွန်တော်ဘောမတ်တိုင်ပေါ့နော်မတ်တိုင်မှာမှအပိုင်းတက်ကနေစပြီးအခုရောက်နေတဲ့အပိုင်းထီကိုတပိုင်းမကြံအားပေးကြရဲဟိုချစ်ပေးကြရဲဆိုတော့လေကျွန်တော်စိတ်ထဲမှာဟိုတအားအလုံးကျွန်တော်ကျေးဇူးအများကြီးတင်တယ်ဟိုဒီလိုမျိုးပောက်ဖို့မတင်တော့ဘူးပေါ့နော်အဲ့ဒီထဲမှာမှ ဟိုဇကာတကားလုံးလဲပေါက်ကြတယ်ကရိုက်တာတွေအကုန်လုံးလဲပေါက်ကြတယ်အဲ့ဒီထဲမှာမလို့တီဟာဦးဆိုတော့နာမည်လေးကဟိုပင်နာတော်တော်ကြားရတဲ့ခါမှာအော်ကျွန်တော်အရန်ပြောရတာပေါ့နော်အဲ့ဒါကျွန်တော်တွေ့လဲအရန်မှတ်တရဖြစ်တယ်ကျွန်တော်ဒီနေရာနေပြီးတော့လဲဒါကြည့်ရှုရပြိတက်တယောက်ချင်းစီကိုကျွန်တော်ကျွန်တော်လေးစားပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်အနောက်ပြီးတော့ကျွန်တော်ဟိုဒီဒီဇကာကိုခေါ်ရိုက်ပေးရပေါ့နော်ဒီ production ပေါ့အဲ production ဒီ heplay ပြောလဲကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် heplay မိသားစုကိုကျေးဇူးတင်တယ်ပြီးတော့ forever group ကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ writer ဦးသိန်းဟာကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်လည်းအတူတူပြုဆောင်ပေးရတာဟိုကက်ကက်မှာပေါ့နော်မဝေးရမုံနိုင် ပြီးတော့ mack အဲပြီးတော့ကျွန်တော်တို့အကိုလောက်တဲ့နေသစ်တို့ပြီးတော့ညီမလေးပိုပိုတို့အများကြီးပေါ့နော်ဆိုတော့ဦးစင်မျိုးတို့အဲအကိုလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်အကိုလုံးကောင်းလို့ဟို ဒီကားလေးကပို့ပြီးတော့အတိတ်ပဲရှိပြီးတော့ပောက်တာပေါ့နော်ဟုတ်ကဲ့ဗျဟုတ်အမားနဲ့ကျွန်တော်နဲ့ကအခုလက်ရှိ CV တူတူရိုက်နေတာနောက်တကားပေါ့နော်အဲကားလေးလည်းအရန်ကောက်ပါတယ်ကြံညာတစ်ခါတန်းဝင်တာအဲ့ဆိုအမားဝင်းမုံနိုင်တဲ့ကျွန်တော်နဲ့အတွဲလေးကိုပြန်ပြီးမြင်အောင်ပါပေါ့ဆိုတော့အခုသူအမားနဲ့ကျွန်တော် CV ရိုက်နေတော့ကျွန်တော်နဲ့နေတိုင်းတွေ့ရတယ်ဒီနေ့ပဲကျွန်တော်ရှိတယ်နားတော့မတွေ့ရဘူးပေါ့နော် တော့နောက်ရက်တွေမှာကျွန်တော်တောက်လျှောက်တွေ့အောင်ပါဆိုတော့ဒီအကြောင်းလေးတွေလည်းကျွန်တော်တို့ဒီဇက်ကားလေးမှာဘယ်နားလေးကဘလို့လေးလဲဆိုတော့နှစ်ယောက်ပြောပြပါတယ်ပြီးတော့အဲ့လိုအတွဲလေးဟိုပရိသတ်ကလက်ခံပေးရဲ့အတွက်လည်းကျွန်တော်နှစ်ယောက်လုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ညာနေတော့မတူတော့ဘူးမတူတော့ဘူးဒါပေမဲ့အတွဲပဲဆိုတော့နောက်ပုံစံတစ်မျိုးလေးနဲ့အာဟိုရိုးပို့ပြီးတော့ရိုးပါပေါ့ပါတော့ပါနိုင်တယ်ဒါပေမဲ့ surprise ပေါ့နော် ဒါပေမဲ့ကျွန်တော်နဲ့အခုဒီဇက်ကားတက်ဇက်ကားတက်အခုအမုံမြင့်တက်ကိုပို့ပြီးတော့ကျွန်တော် romance တွေပို့ပြီးရိုက်ထားပါတယ်ဟုတ်哦ဟုတ်ကဲ့အခုကျွန်တော်ကဒီအမုံမြင့်ရဲ့နောက်ပြီးတော့အချက်မှာပြည့်ရှိတည်ဆိုရဲနှစ်ကားလောကျွန်တော် ongoing တက်နေတာပေါ့နော်ဆိုတော့အနှစ်ကားတစ်ပြိုင်တည်းပြနေတဲ့ဟာလေးကိုလည်းကျွန်တော်အားပေးစေချင်ပါတယ်အခုအမုံမြင့်ကျွန်တော်အပိုင်း၄ပိုင်းပဲကြံပါရတယ်ကျွန်တော်နောက်ရက်တွေမှာ အဲ့မုံမြက်ပြီးသွားရင်ကျွန်တော်အချစ်မှာပြည့်ရှိတည်ဆိုရဲဇကားကိုလည်းဆက်ပြီးတော့ကြည်သွားလို့ရပါသေးတယ်ကျွန်တော်တို့နှစ်ကားလုံးအပြိုင်ပြနေတဲ့အတွက်ကြပါတော့ပြီးရင်လည်းကျွန်တော်ဒီလထဲမှာရုပ်ရှင်တကားလည်းထပ်ပြီးတော့ထွက်ဖို့ရှိပါတယ်သူကြောက်ကိုကြောက်ဆိုရဲရုပ်ရှင်ပါဟိုအဲ့ဒါလေးကိုလည်းဟိုတရားဥကိုချက်တယ်လို့ပဲအားပေးကြဖို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးများတင်ပါတယ်ခင်ဗျ